1980တုန်းကကလေးပြောက်ဆုံးမှုတွေခဏခဏဖြစ်ခဲ့လို့ Freddy ဆိုတဲ့ကလေးတွေလည်းပတ်တဲ့ကစားစရာနေရာတစ်ခုကိုအစိုးရကပိတ်သိမ်းပစ်လိုက်ပါတယ်။ဒါပေမဲ့လည်းအဲ့ဒီနေရာကိုအပြင်းလူမဝင်အောင်နဲ့တန်ရှင်းအောင်ထားဖို့အတွက်ဆိုပြီးညားဆောင်လုံးမဲ့လူတွေကအမြဲလိုအပ်နေခဲ့ပါတယ်။ဇလန်းအစမှာတော့မိုင်းလိုခေါ်တဲ့လူတစ်ယောက်ကအလုံးလက်မဲ့ဖြစ်နေပြီးမိဘတွေစုံပါသွားကြတဲ့ကအဘီဆိုတဲ့ညီမလေးကိုစောင့်ရှောက်နေခဲ့ရပါတယ်။အလုံးချတော့လည်းအရင်လောက်တွေမှာနာမည်ကောင်းမရခဲ့တဲ့မိုင်းအတွက်အလုံးရှင်ကလှုပ်ပေးဖို့အတွက်ခတ်နေခဲ့တယ်။ ဒါပေမဲ့လည်းမိုက်အတွက်ကန်ကောင်းတာလားကန်ဆိုးတာလားမသိအောင်အလုပ်တစ်ခုကတော့ရှိနေခဲ့ပြီအဲ့အလုပ်ကတော့ ferry ဆိုတဲ့နေရာမှာညဆောင်လောက်အောင်မှာပဲဖြစ်ပါတယ်ညဆောင်အလုပ်ဖြစ်တာမို့မိုက်ကတော့ချက်ချင်းချင်းလိုက်ပေမဲ့အလုပ်ရှင်ကတော့သူ့ကိုစိတ်ပြောင်းအောင်ဆက်သွယ်ဖို့ဆိုပြီးဖုန်းနံပါတ်တစ်ခုပေးလိုက်တယ်ဒါပေမဲ့လည်းတရက်မှာတော့မိုက်ရဲ့အတော်ကခလေးထောက်ပံ့ခြင်းရခြင်းတာနဲ့ FB ကိုမိုက်စီကနေမိုးစားခွင့်တောင်းခံခဲ့ပါတယ်အဲ့ထဲမှာမိုက်ကအလုပ်လက်မဲ့ဖြစ်နေတာကြောင့်ခလေးကိုကောင်းကောင်းမအုပ်ထိန်နိုင်ဘူးဆိုတဲ့အချက်လည်းပါခဲ့တယ် ဒါကြောင့် app ကိုမပေးချင်တဲ့ mic ကလည်းအလုရှမယ်ဆိုပြီးသူ့ကိုပေးထားတဲ့ဖုန်းနံပါတ်ကိုပြန်ဆက်လို့ညာဆောင်အလုပ်ကိုဝင်လုပ်ခဲ့တော့တယ်။အလုပ်နေရာကတော့ပိတ်ထားတာကြာပြီဆိုပေမဲ့လုံခြုံရေးစနစ်နဲ့လျှက်စစ်ကကောင်းသေးတာမို့မီးတွေဖွင့်ပိတ်လုပ်လို့ရပြီ။ mic ရဲ့အဓိကတာဝန်ကတော့ CCTV ရှေ့မှာထိုင်ပြီးလူဝင်မလာအောင်စောင့်ကြည့်နေဖို့ပါပဲ။ဒီလိုနဲ့ပထမညမှာတော့ mic တယောက်အလုပ်ကိုရောက်လာခဲ့ပြီးထိုင်ခုံပေါင်းဝင်ထိုင်လိုက်တဲ့အချိန်ဗီဒီယိုထဲမှာအတန်တန်ကြားတာနဲ့ mic လဲထသွားပြီးကြည့်လိုက်တော့ဗီဒီယိုထဲမှာရှိတဲ့ဘုံကင်ထားတဲ့ရုပ်အသေးလေးတစ်ခုကိုတွေ့လိုက်ရတယ်။ အယောက်ကကြောက်စရာကောင်းနေတာကြောင့်မိုက်လဲအဲ့အယောက်ကိုသူ့ဘက်လှည့်နေတာကိုတစ်ဖက်ကိုပြန်လှည့်ပြီးဗီဒီယိုတကားကိုပိတ်လိုက်တယ်။နောက်တော့တခြားနေရာတွေကိုဓမီတက်လန်းနဲ့ live ပြီးကြည့်တဲ့အချိန်အတန်တန်ထက်ကြားတာနဲ့သူလဲအဲ့အတန်စီကိုရှောက်သွားကြည့်တယ်။အဲ့လိုကနေ live ကရဲ့နောက်ကဆင်းမြင့်ထမှာမတက်ရက်နေတဲ့အယောက်တွေကိုတွေ့လိုက်ရတယ်။ဒါနဲ့သူလဲအယောက်ပဲဆိုပြီးသူ့လောက်ခန်းနဲ့ပြန်လာလို့ခနာတွင်းမှာပဲအိပ်ပျော်သွားတော့တယ်။အဲ့လိုကနေသူငယ်ငယ်ကထင်းယူပင်တွေရှိတဲ့တောတွေကိုပျော်ပွဲစားထွက်တဲ့အချိန်ကိုပြန်ရောက်သွားပြီ။အဲ့မှာသူညီလေးဂဲရက်လည်းရှိနေခဲ့ပါဗျ။ ဒါပေမဲ့လည်းညီလေးကတော့ဘဲကမှမသိတဲ့ကားနဲ့လူတယောက်ရဲ့ဖမ်းခေါ်တာကိုခံလိုက်ရပြီးပျောက်သွားတော့တယ်။ဒါနဲ့သူလည်းကားနားကိုပြေးလိုက်သွားပြီမဲ့မမီတော့ပဲအဲ့ချိန်သူ့နောက်မှာကလေး၅ယောက်ရှိနေတာနဲ့သူလည်းခုနကကားနဲ့ပါသွားတဲ့သူ့ညီလေးကိုမြင်လိုက်လားလို့မေးတယ်။ဒါပေမဲ့လည်းအဲ့ဒီကလေးတွေကဘာမှပြန်မဖြေပဲထွက်ပြေးသွားတာမို့မိုက်လည်းအဲ့ကလေးတွေထဲကခေါင်းဆောင်ကလေးနားကိုပြေးလိုက်တော့တယ်။အဲ့လူကနေရုတ်တရက်ဆိုသူအောက်ကကြောက်ခဲကိုမမြင်ပဲဝင်တိုက်မိရကနေသူလည်းခလုတ်တိုက်ပြီးလဲကျသွားတော့တယ်။ ဒါကအိမ်မက်ထဲမှနေလဲကြတာမဟုတ်ပဲအပြစ်မာရောထိုင်နေတဲ့ခုံပေါ်ကနေလဲကြသွားခဲ့တယ်။သူလဲနိုးလာပြီ။နာယီကိုကြည့်တော့မနဲ့ရောက်နေတာနဲ့သူလဲသူ့အိမ်သူပြန်လာခဲ့ပြီ။အိမ်မှာတော့သူ့ညမလေးကိုစောင့်ရှောက်ပေးဖို့ထားခဲ့တယ်။ကလေးဒိန်မတ်စ်ကိုတွေ့လိုက်ရတယ်။ဒါကြောင့်သူလဲကျေးဇူးတင်စကားပြောပြီး "तू ပတ်ဆက်ရရင်ကလေးဒိန်ကလည်းပေးမှာပါ"လို့ပြောလိုက်ပါတယ်။ ဒါပေမဲ့လည်းခလေးထိန်မတ်ကတော့အဘီကိုခလေးထိန်ပေးနေတယ်ဆိုတာအကြောင်းရင်းရှိနေခဲ့ပါတယ်။အဲ့ဒါကတော့သူကမိုင်းရဲ့အတော်ဘက်ကဘတ်တော်စာဖြစ်နေပြီးမိုင်းမရှိတဲ့အတော်တွင်အိမ်ထဲမှာပြစ်မှုမြောက်စေတဲ့ပစ္စည်းကိုရှာဖွေနေခဲ့တာပဲဖြစ်ပါတယ်။ဒါမှမိုင်းတော်ကခလေးကိုအုပ်ထဲခွင့်ရမှာဖြစ်ပြီးမိုင်းကတော့အိုက်ပစ္စည်းကြောင့်လည်းအုပ်ထဲခွင့်ကိုဆုံးရှုံးလိုက်ရမှာပါ။အဲ့လိုကနေမှမတ်စုံမောင်နှမကတော့အဲ့ဒီအကျိုးမြတ်တွေပတ်ဆက်ရမှာဖြစ်ပြီးအခုတော့ဘာပစ္စည်းမှရှာမတွေ့လို့အကုန်လုံးတိုင်ပတ်နေကြပါတယ်။ ဒါကြောင့်မဆက်အကိုကသူတို့အဖွဲ့ကိုခေါ်ပြီးမိုင်းအလုံးလုံးတဲ့နေရာကိုသွားတောင်းကျမ်းမယ်လို့ပြောတယ်။အဲ့လိုကနေမိုင်းအလုံးပြုတ်သွားပြီးတရားစုကြီးစီရောက်တဲ့အခါကျအလုံးမရှိတဲ့သူကအော်တိုအုပ်ထိန်ခွင့်ပြုတ်သွားလိုက်မယ်လို့ပြောတယ်။ဒါကြောင့်မိုင်းတော်ကလည်းသူတို့အကြံစီကိုဒေါ်လာ1000နဲ့လက်ခံလိုက်တော့တယ်။ဒီလိုနဲ့ဒုတိယမြောက်ညမှာတော့မိုင်းတယောက်ကလေးထိန်မတ်စနဲ့အပီကိုထားခဲ့ပြီးအလုံးနေရာကိုရောက်လာခဲ့ပြန်တယ်။အဲ့ဒီမှာလည်းအိပ်ပျော်နေခဲ့ပြီးအရင်တစ်ခါတုန်းကလိုကလေးတွေနဲ့တွေ့ပါတယ်။ ီတစ်ခါလဲသူ့ညီလေးကိုခေါ်သွားတဲ့သူကိုမြင်လိုက်လားလို့မေးတော့အဲ့ဒီကလေးတွေကမဖြေပဲထွက်ပြေးသွားပြန်ပါတယ်။ဒါကြောင့်သူလဲကလေးတယောက်နောက်ကနေအတင်းတွေပြေးလိုက်ပြီးဒီတစ်ခါမှာတော့မှီသွားခဲ့ပေမဲ့လဲအဲ့ဒီကလေးရဲ့တိုက်ခိုက်တာကိုခံလိုက်ရတယ်။ဒါကြောင့်သူလက်ကအင်ကြီးပြဲသွားပြီ။ဒဏ်ရာရသွားချိန်အဲ့ဒီကလေးကိုပြန်ကြည့်ပြီးတော့ကလေးရဲ့မျက်လုံးထဲကနေအမဲရောင်ရည်တွေထွက်ကြနေတာကိုတွေ့လိုက်ရတယ်။ဒါနဲ့သူလက်လမ်းပြီးနိုးလာချိန်မှာတော့နေရာတစ်ခုလုံးမီးတွေမိတ်တုပ်မိတ်တုပ်ဖြစ်နေပြီ။ဘာမှမသိတဲ့ပြစ်တောက်တောက်တဲ့ချင်းကြီးကိုလည်းကြားနေရပြန်တယ်။ ါကြောင့်ချက်ချင်းပဲ main ရှိတဲ့နေရာကိုသွားပြီး main ကိုချပြီးပြန်ဖွင့်ကြည့်လိုက်တော့မှပုံမှန်အတိုင်းပြန်ဖြစ်သွားတော့တယ်။အဲ့ဒီအချိန်လူခေါ်ဘဲကနေအတန်ကြားတာနဲ့မိုင်လဲ CCTV ကိုကြည့်လိုက်တော့ရှေ့မှာရဲကားတစ်စီးရပ်နေပြီးရဲမိတယောက်ရောက်နေတာကိုတွေ့လိုက်ရတယ်။ဒါကြောင့်ချက်ချင်းဆိုလိုပဲဝင်ပေါင်းစီကိုထွက်သွားပြီးတကားဖွင့်ပြီးတော့ရဲမိကဖွင့်တာနောက်ကြားလို့ဆိုပြီး mic ကိုအိပ်ပျော်နေတာလားလို့မေးတော့တယ်။အဲ့ချင်းမိုင်လက်ထဲမှာတွေးထွက်နေတာကိုမြင်လိုက်ရတာမို့ရဲမေကသူကလက်မှတ်ရဆေးခုပါလို့ပြောပြီးအထဲကိုဝင်လာလို့မိုင်ရဲ့လက်ကိုပတ်သီးစီးပေးခဲ့တယ် အဲ့နောက်တော့ရဲမေကသူ့ကိုအတွင်းထဲကနေရာတစ်ခုကိုခေါ်ပြပြီးမိရွေကုန်ဖွင့်ချလို့မိုက်မမြင်ဘူးသေးတယ်လိုက်ကနောက်ကရုပ်တွေရဲ့တချင်းစုံဖျက်ဖြစ်မှုကိုပြသခဲ့တယ်။ဒါကြောင့်အယုတ်သုံးယုတ်လည်းတချင်းစုံနေခဲ့ပြီးခဏနေတော့လျှက်စစ်မိရွေမကောင်းတော့တာနဲ့ဆိုရာရက်သွားပြီးလိုက်ကလည်းပြန်ပိတ်သွားတော့တယ်။အဲ့နောက်မိုက်ကဒီနေရာကဘာလို့ပိတ်သွားရတာလဲမေးတော့ရဲမေကလွန်ခဲ့တဲ့1980တုန်းကဒီနေရာမှာကလေးတွေအကြီးကျယ်ပြောင်းတဲ့မှုဖြစ်ခဲ့ပြီးအဲ့လိုကနေဒီနေရာကပိတ်သွားခဲ့တာပဲလို့ပြောပြပါဗျ။ အဲ့လိုကနေမားရဲ့ရင်ဘတ်မှာလုံချုံရင်ရင်ထိုးကိုမတွေ့တာနဲ့ရဲမေကရင်ထိုးတွေထားတဲ့နေရာကိုသွားပြီးရင်ထိုးတွေထဲကလုံချုံရင်ရင်ထိုးလေးကိုမိုက်ကိုပေးလိုက်တယ်။ဒီလိုနဲ့မနဲ့ရောက်လာခဲ့ပြီးဒုတိယညကလည်းပြီးသွားခဲ့ပြီမို့မိုက်လည်းကိုကားနဲ့ကိုအိမ်ကိုပြန်လာခဲ့တော့တယ်။မိုက်ကားနဲ့ရဲမေရဲ့ကားထွက်သွားတာကိုတော့တနေရာကနေမတ်ရဲ့အကူကချောင်းကြည့်နေခဲ့ပြီးမတ်ကိုဖုံးဆက်လို့မိုက်အိမ်ကိုပြန်ရောက်တာနဲ့သူတို့အဖွဲ့ကလူတွေကိုခေါ်ခဲလိုက်တော့လို့ပြောပါရတယ်။ ဒီလိုနဲ့မိုက်အိမ်ကိုပြန်ရောက်တော့မတ်စရိုကဖယ်ရီရဲ့ဆိုင်ကိုရောက်လာကြပြီသူတို့လည်းသူတို့စီစဉ်တိုင်းတခြားဝင်ပေါက်တစ်ခုကနေအထဲကိုဝင်လို့အထဲကပစ္စည်းတွေကိုဖျက်ဆီးခဲ့ကြတယ်ဒီလိုနဲ့ဖျက်ဆီးနေတော့ကားလို့ခေါ်တဲ့ကောင်လေးကပီဇာဘူးတွေတင်ထားတဲ့ဗီဒိုနားကိုရောက်လာခဲ့တယ်အဲ့ဒီမှာပဲဗီဒိုကရုတ်တရက်လှုပ်လာတာမို့အပေါ်ကပီဇာဘူးတွေလည်းအောက်ကိုပြုတ်ကျကုန်တာနဲ့ကားလည်းဗီဒိုထဲမှာမရှိနေတာလဲဆိုပြီးဖွင့်ကြည့်လိုက်တယ်အဲ့ဒီမှာတွေးလိုက်ရတာကတော့မွေးနေကိပုံစံအယုတ်ကိုဖြစ်ပြီးရုတ်တရက်အဲ့ဒီအယုတ်ကမျက်လုံးတွေပွင့်လာတာကြောင့်သူလဲလန့်သွားတယ် ဒါနဲ့တမီးနဲ့ထိုးကြည့်ဖို့လောက်တော့အနောက်မှာရှိနေတဲ့ဇလုံတွေကအတန်မီလာပြန်လာနဲ့အနောက်ကိုလှည့်ကြည့်လိုက်တယ်။အဲ့လိုကနေအားလုံးငြိမ်ပြီဆိုမှဗီဒီယိုကိုပြန်ကြည့်တော့ခုနကကိမ့်မုတ်ကမရှိတော့တာနဲ့သူ့လက်လန့်သွားချင်းအနောက်ပြန်လှည့်ဘဲပုံစံအယုတ်ကသူ့ရဲ့လက်ပေါ်မှာအဲ့ဒီကိမ့်မုတ်ကိုတင်ထားတာကိုတွေ့လိုက်ရတယ်။ချက်ချင်းဆိုလိုပဲအဲ့ဒီရုပ်ရဲ့မျက်လုံးကပွင့်လာတာမို့ကားလည်းလန့်ပြီးလက်ထက်ကထပ်ပြီးအောက်ကိုပြုတ်ကျသွားချိန်မှာတော့သူ့ရဲ့တားကောင်ဖြစ်သွားခဲ့ပါတော့တယ်။အဲ့ဒီချိန်အထဲမှာဖြက်စီးနေတဲ့မုတ်စိတ်မွေးတဲ့လူကလည်း တန်တွေကြားတာနဲ့ကြည့်မိတော့ကားရဲ့ရုံကန်နေတဲ့ပုံစံကိုမြင်ရပြီအနောက်မှာတော့ရက်နေတဲ့ဘဲရုပ်ပုံစံအယုတ်ကိုမြင်လိုက်ရတယ်အဲ့ရုပ်ကရုတ်တရက်သူ့ဘက်လှဲကြည့်လာတာမို့သူလည်းလမ်းပြန်ပြီးအဲ့ကနေထွက်ပြေးတော့တယ်အဲ့ချိန် CCTV ကမ်းထဲမှာရောက်နေတဲ့မန်ဆက်အကို Jeff က CCTV ထဲကနေအဲ့မုန်းစိတ်မွေးတဲ့လူကိုမြင်ပြီးဘာဖြစ်တာလဲလို့ကြည့်နေမိတယ်အဲ့လိုကြည့်နေတော့မှာပဲအဲ့လူကတော့ကြောက်လန့်ပြီးအခန်းတစ်ခုထဲကိုဝင်ပုံးသွားပါတော့တယ်အဲ့နောက် Jeff ကအပြင်ထွက်လာပြီးအဲ့လူနာမည်ကိုအော်ခေါ်ပြီးလိုက်ရှာတော့အထဲရောက်နေတဲ့သူလည်းအပြင်ထွက်ဖို့တကားကိုဖွင့်တယ် ဒါပေမဲ့လည်းတကားကဖွင့်ပြဖြစ်နေတာနဲ့သူလည်းအထဲမှာရှိတဲ့မီလုံးကိုပဲဖွင့်လိုက်တာသူ့နောက်မှာရက်နေတဲ့အပြာရောင်ရုပ်ကိုတွေးလိုက်ရတော့တယ်ဒါနဲ့သူလည်းကြောက်လန့်ပြီးအော်ဟစ်ခဲ့ပေမဲ့လည်းအပြာရောင်ရုပ်ရဲ့တားခေါင်ဖြစ်သွားတော့တယ်ဒါကြောင့်ပြင်ဘက်မှာရှိနေတဲ့ Jeff လည်းရှောက်လာရကနေအခန်းထဲကထွက်လာတဲ့အပြာရောင်ရုပ်ကိုတွေးလိုက်ရတာမို့ကြောက်လန့်ပြီးတခါတည်းထွက်ပြေးတော့တယ်အဲ့လိုကနေ CCTV ထားတဲ့အခန်းထဲကိုပြန်ရောက်လာခဲ့ပြီးအခန်းထဲကစကားပေါက်ကနေကိတ်မုတ်ရုပ်ကဝင်လာပြီးတိုက်ခိုက်ဖို့လုပ်တယ်။ဒါကို Jeff ကအဲ့ဒီပေါက်ကိုပွင့်မသွားအောင်အတင်းတွေဖိကင်ထားလိုက်ရတော့တယ်။ ဒီတော့မှတိတ်မောက်ရုပ်လည်းပြန်ထွက်သွားတာမို့ Jeff လည်းတပြင်းချနိုင်နေတော့ထဲကိုဝင်လာတဲ့ပေမတကားကရုပ်တည့်ပွင့်သွားပြန်ပါတယ်။ဒါကြောင့်သူလည်းအပြစ်ကိုပြန်ထွက်လာခဲ့ပြီ။ Trap House ဆိုတဲ့နေရာကိုရောက်မှာတော့သူ့စီကိုတလှမ်းချင်းလာနေတဲ့မြေခွေးရုပ်ကိုမြင်လိုက်ရတယ်။အဲ့ဒီချိန်မှာပဲမီးတွေကလည်းမှိတ်ထုတ်မှိတ်ထုတ်ဖြစ်နေတာမို့ဘာခိုးမှတဲတဲကွက်ကွက်မမြင်ရချိန်မှာတော့အဲ့ဒီမြေခွေးရုပ်ကသူ့စီကိုပြေးလာပြီးအမဲဖြတ်သွားပါတော့တယ်။ တစ်ဖက်မှာလည်းအထဲဝင်သွားတဲ့သူတွေတရားမှပြန်ပေါ်မလာတာနဲ့ mask ကအထဲကိုလိုက်ဝင်လာခဲ့တယ်။အဲ့လိုကနေလိုက်ရှာတော့ဝဝရုပ်အကြီးကြီးတစ်ခုကိုတွေ့လိုက်ရပြီ။သူ့ရဲ့ပါဇက်ထဲမှာလည်းထူးဆန်းတဲ့ပစ္စည်းလေးကိုတွေ့လိုက်ရတာမို့ mask လည်းဘာလဲသိကျင်တာနဲ့မမီတဲ့ဝဝရုပ်ပါဇက်နာကိုခုန်ခုပြီးတက်လိုက်ပါတယ်။အဲ့နောက်တော့ဝဝရုပ်ရဲ့ပါဇက်ထဲကပစ္စည်းကိုလှမ်းထိမယ်လို့ပါဇက်ထဲကနေလက်ကြီးတစ်ဖက်ထွက်လာပြီးသူ့ကိုရုပ်ပါဇက်ထဲကိုထည့်လို့ခန္ဓာကိုယ်အပေါ်နဲ့အောက်ခွဲခြားပေးလိုက်တော့တယ်။ အဲ့ကိုပြန်ရောက်နေတဲ့မိုက်ကတော့သူညမလေးကိုလုံုံရေးသစိုက်လေးပေးပေးမယ်ညကသူလိုက်မယ်ဆိုတာကိုမခေါ်သွားလို့စိတ်ဆိုးနေတဲ့အဘီကတော့မယူခဲ့ပါဘူးဒါနဲ့မိုက်လည်းအန်ဆိုရက်ကိုထည့်လိုက်ပြီးအခန်းစီကိုထွက်သွားတော့မှအဘီကအဲ့ဒီအန်ဆိုရက်ကိုအတင်းဆွဲဖွင့်ပြီးအထဲကသစိုက်လေးကိုယူဖို့လုပ်တယ်ဒါပေမဲ့အန်ဆိုရက်ကကြက်နေတာမို့အတင်းဆွဲဖွင့်လိုက်ရကနေအထဲကပစ္စည်းတွေအကုန်ထွက်ကြလာပြီးအဲ့ထဲမှာသူ့ကိုအုပ်ထိန်ခွင့်တောင်းနေတဲ့စာရွက်စာနာတွေလည်းပါနေခဲ့တယ် အဘီလည်းအဲ့ဒါကိုမြင်သွားတော့သူ့တော်စီမသွားချင်ဘူးဆိုပြီးမိုက်ကိုပြောတာမို့မိုက်ကလည်းအဘီကိုမသွားခိုင်းပါဘူးဆိုပြီးပြန်ပြောခဲ့တယ်။အဲ့ဒီချိန်မှာပဲမိုက်အလုလုတဲ့အစာဦးဖောက်ထွက်ခံလာရတာမို့ရဲမေကမိုက်ရဲ့အိမ်ထိလိုက်လာခဲ့တယ်။ ဖောက်ထွင်းခံရတဲ့အကြောင်းမသိတဲ့မိုင်လည်းတနေရာမှာစကားသွားပြောမယ်ဆိုပြီးရဲမေနဲ့အတူထွက်လာခဲ့တော့ရဲမေကမိုက်တောင်းနေကြဆေးဘူးလေးကိုထုတ်ပြီးဒီဆေးဘူးကြောင့်မိုက်ကအိပ်ပျော်နေပြီးလုံခြုံရေးတာဝန်လင်ဟင်းခဲ့တယ်ဆိုတဲ့အချက်နဲ့တင်အလုတ်ပြုတ်နိုင်တယ်ဆိုပြီးပြောပါတယ်။ဒါနဲ့မိုက်လည်းသူအဲ့ဒီဆေးကိုတောင်းနေရတာကလွန်ခဲ့တဲ့နှစ်တွေတုန်းကသူ့ရဲ့ပျောက်သွားတဲ့ညီကိုဘယ်သူခေါ်သွားလဲဆိုတာကိုပြန်အမှတ်ရဖို့အတွက်မှတ်ဉာဏ်ကိုတူးဆပေးဖို့တောက်တာပါလို့ရှင်းပြပါတယ်။ ဒီတော့မှရဲမေလည်းနောက်ညာဘက်တွေအိမ်မငိုင်းနဲ့လို့ပြောပြီးစေဘူးကိုရေထဲတွင်ပြလို့အလုတ်ပြုတ်မဲ့ရေကနေကဲတင်ပေးလိုက်ပါတယ်။ဒီလိုနဲ့တတရမြောင်ညမှာတော့မိုက်တရအလုတ်သွားရမှာမို့အဘီကိုထိမ့်ဖို့အတွက်မတ်ကိုဖုံးခေါ်ခဲ့ပေမဲ့လည်းမတ်ကဖုံးမကင်တာမို့သူလည်းကြံရများတဲ့ဆိုအဘီကိုခေါ်လာခဲ့ရတော့တယ်။အဲနောက်တော့သူကဖောက်ထွေးရေးသမားတွေရှုပ်သွားတယ်။ပစ္စည်းတွေကိုရှင်းရမှာမို့အဘီကိုစကန်ချရင်အိတ်တယ်လို့မျိုးဆောင်းလေးတွေကာထားတဲ့နေရာမှာအိတ်ခိုင်းထားခဲ့ပြီးအလုတ်စားလုပ်ပါတော့တယ်။ အဲ့လိုကနေအကုန်ရှင်းလင်းပြီးသွားလို့ပင်ပန်းသွားချိန်မှာတော့အခန်းထဲကိုပြန်လာပြီးငကြက်တက်လို့အိပ်ပျော်သွားပါတယ်အဲ့ချိန်အိပ်နေတဲ့ APC ကိုတရားရောက်ရောက်လာပြီး APC နာမည်ကိုခေါ်လိုက်တာပေါ့ APC လက်ထလာပြီးအဲ့ဒီခေါ်တဲ့လူကိုမြင်ရတယ်လို့ねအနောက်ကနေလိုက်သွားပါတယ်မသွားခင်မိုက်ကိုနှိုးပေမဲ့လည်းမိုက်ကတော့အိမ်မက်ထဲမှာသူ့ညီပြောက်ခဲတဲ့နေရာကိုရောက်နေတာပေါ့ APC လက်တယောက်ထဲရုပ်တွေရှိတဲ့အခန်းဘက်ကိုထွက်သွားတော့လေအိမ်မက်ထဲမှာတော့မိုက်ကခလေးတယောက်နဲ့တွေ့နေပြီးအဲ့ခလေးကိုသူ့ညီလေးကိုဖမ်းသွားတဲ့သူကိုမှတ်မိအောင်ကူညီပေးပါလို့တောင်းဆိုနေခဲ့ပါတယ် ဒါနဲ့အဲ့ခလေးကလည်းသူတို့ပြောပြမယ်ဆိုရင်မိုက်စီကနေဘာရမှလဲလို့ပြန်မေးတာမို့မိုက်ကလည်းလိုချင်တာဘာမဆုပ်ပေးမယ်ဆိုပြီးစကားကိုအလွယ်ကလေးပဲပြောလိုက်တယ်။အဲ့နောက်အော်သန်ကြားတာနဲ့အနောက်ကိုလှည့်ကြည့်မှာပဲအဲ့ခလေးကပျောက်သွားခဲ့ပြီးမြေကြီးပေါ်မှာတော့သူဆွဲထားခဲ့တဲ့ရုံပုံသံအုပ်လေးရှိနေခဲ့တယ်။အဲ့လိုကနေမိုက်တယောက်နိုးလာခဲ့ပြီးနိုးနိုးချင်း AB ပျောက်နေတာကြောင့်ထိတ်လန့်သွားပါတယ်။ဒါနဲ့မိုက်လည်းလိုက်ရှာတော့ရုပ်ထွေကြားထဲမှာရောက်နေတဲ့ AB ကိုတွေးလိုက်ရတာနဲ့မိုက်လည်း AB ကိုတခခုလုံးနေတယ်ထင်ပြီးထိုင်ကုန်ကိုကင်လို့တိုက်ခိုက်ဖို့အတွက်ရှေ့ကိုတိုးသွားခဲ့တယ်။ ဒါပေမဲ့လည်း AB ကတော့ပျော်ရွှင်နေတဲ့မျက်နှာနဲ့ရုပ်တွေကြားထဲကနေထွက်လာတာမို့မိုက်လည်းအံ့ဩသွားပါတယ်။အဲ့ဒါအပြင်ရုပ်တွေကသူ့ဟာသူလှုပ်ရှားနေကြတာမို့အစကတော့မိုက်လည်းနောက်ွယ်ကနေတယောက်ယောက်ကဒီလိုလှုပ်ရှားအောင်လှုပ်ထားတယ်လို့ထင်ပေမဲ့လည်းတကယ်တမ်းကျဘာမှမရှိနေတော့ပိုပြီးအံ့ဩသွားရတယ်။ဒါကြောင့်ချက်ချင်းပဲ AB ကိုအိမ်ပြန်မဲ့ဆိုပြီးမနက်လဲမိုးလင်းနေတာနဲ့အိမ်ကိုပြန်လာခဲ့တော့တယ်။အဲ့နောက်အိမ်ကိုရောက်တော့တေးတမောအိပ်ပြီး AB ကိုအစာကျွေးချိန်မှာတော့မိုက်က AB ဆွဲထားတဲ့ပုံတွေထဲကနေသူတို့ရဲ့ညီလေးဖမ်းခံရတဲ့အချိန်ကအကြောင်းကိုမေးကြည့်ပါတယ်။ အဲ့ဒီချိန်တုန်းကအဘီကမမွေးသေးတာမို့ဘလို့သီးနေတာလဲဆိုပြီးမေးတာနဲ့အဘီကလည်းသပင်းရွှေရောင်တဲ့ကောင်လေးပြောပြတာလို့ပြန်ဖြေတယ်။ဒါနဲ့သူတို့ကဒီကိစ္စနဲ့ပတ်သက်ပြီးတခြားဘာပြောသေးလဲလို့မေးတော့အဘီကလည်းသူတို့အားလုံးကရုံအွားရောင်အကြောင်းကိုပဲပြောတယ်လို့ပြန်ပြောပြတယ်။ဒီစကားကိုကြားတော့မိုက်ကနည်းနည်းစိတ်ပြတ်သွားတဲ့ပုံပေါက်တာမို့အဘီက "तू မသိပေမဲ့ तू မေးပေးပါမယ်"လို့ပြောပါတယ်။ဒါကြောင့်လေးရမြောင်နေ့မှာလည်းအဘီကိုအလုံးလုံးတဲ့နေရာခေါ်လာခဲ့ပြီးအပြင်ဘက်မှာရဲမေရဲကားကရောက်နေပြန်ပါတယ်။ ဒါနဲ့အထက်ကိုဝင်လာခဲ့တော့အသက်ဝင်နေတဲ့ရုပ်တွေကြာမှာရက်နေတဲ့ရဲမေကိုတွေးလိုက်ရတာ ਨੇ မိုက်လည်းအဲ့ဒီရုပ်တွေကြောင့်တိနေတာလားဆိုပြီးရဲမေကိုမေးတယ်ဒီတော့မှမိုက်ကိုယ်တိုင်လည်းခလေးတည်းရဲတွေကအဲ့ဒီရုပ်တွေမှာဝင်ပူးနေတယ်ဆိုတာကိုသဘောပေါက်သွားခဲ့တယ်အဲ့လိုကနေရဲမေက "तू ယူစရာရှိတာယူအောင်မယ်"ဆိုပြီးထွက်လာရကနေမိုက်ကလည်း "Abby ကို तू မေးခိုင်းထားတဲ့ကိစ္စမေးလို့ရအောင်ရုပ်တွေနဲ့အတူထားခဲ့ပြီး तू ကအနောက်ကနေလိုက်သွားခဲ့တယ်ဒီလိုနဲ့နေရာတစ်ခုကိုရောက်လာခဲ့ပြီးအဲ့မှာပြတ်နေတဲ့ရုပ်တစ်ခုကိုတွေ့တာနဲ့မိုက်ကသွားထိမယ်လို့တော့ရဲမေကမထိဖို့ဝင်သားလိုက်တယ် ဒါနဲ့မိုက်လဲအဲဒီရောက်မှထွက်နေတဲ့ယာတွေကဘာတွေလဲလို့မေးတော့ရဲမေကအဲ့ဟာတွေကစပရင်တော်တွေလို့ဖြေပြီးအရင်ကတော့အဲ့ဟာတွေကဆက်ရုပ်ကိုယ်တွေကိုထိန်းထားပြီးလူဝင်လို့ရအောင်ကူညီပေးပေမဲ့အခုကတော့တော်တော်ဟောင်းနေပြီလို့ပြောတယ်အဲ့လိုပြောပြီးရဲမေကတော့တပြက်စီးရှာလို့တပြက်စီးဖြစ်နေအဲ့စပရင်တော်တွေကိုသွားထိလိုက်တော့ချက်ချင်းစုလို့ပဲအန်နယ်ဖြစ်စင်နိုင်လောက်အောင်တော်တွေကထောင်မှတ်လာခဲ့ပါတယ်။မိုက်အတွက်တော့ဒီနေရာအကြောင်းတော်တော်သိနေတဲ့ရဲမေကအံ့ဩစရာကောင်းနေခဲ့တယ်။ အဲ့ဒါပြင်မိုက်ကဒီနေရာကသူညိလေးနဲ့ပတ်သက်တဲ့မှန်းညံတွေကိုမှတ်မိအောင်ပိုပြီးထောက်ပံ့လှုပ်ပေးနိုင်တဲ့နေရာလို့ပဲယုံကြည်ထားတယ်။ဒီအကြောင်းကိုရဲမေကိုပြောပြတော့ရဲမေကမိုက်ကိုအဲဒီကိစ္စကိုလက်လွတ်လိုက်တာကောင်းမယ်လို့ပြောပြီးရုပ်တွေရှိတဲ့နေရာကိုထွက်သွားပါတယ်။ဒါကိုမကျဉ်တဲ့မိုက်ကလည်းနောက်ကလိုက်လာပြီးရဲမေမိခိုင်းတဲ့ကိစ္စကသူ့ဘွားတစ်ယောက်လုံးရှာဖွေနေတဲ့ကိစ္စလို့ပြန်ပြောခဲ့တယ်။အဲ့ဒီချိန်မှာပဲအဘီကသချင်းဆုပ်နေတဲ့ရုပ်တွေချားမှာပျော်ရွှင်နေပြီးရုပ်ရက်ဆိုသလိုဂီတလွယ်ထားတဲ့ရုပ်ရက်ဂီတကိုတွားထိပ်ပါတယ်။ အဲ့ဒီမှာပဲဂီတာကားနဲ့ရှော့ရိုက်တယ်လို့မိတွေဘန်းထွက်လာပြီ AB တယောက်တသိမိသွားတော့တယ်ခဏကြာမှာတော့ AB ပြန်တသိရလာတာနဲ့ရဲမေက Mike ကိုဒီနေ့ပြန်လိုက်တော့လို့ပြောပြီးနောက်နေ့ည AB ကိုခေါ်လာခဲ့မယ်ဆိုရင်တော့သူကိုယ်တိုင်တနက်နဲ့ Mike ကိုပြစ်မယ်လို့ပြောလိုက်ပါတယ်ဒါကြောင့်ငားရမြောင်ညမှာတော့ Mike က AB ကိုမခေါ်တော့ပဲအိမ်မှာ AB ကိုထိန်းဖို့အတွက်သူတို့တို့ကိုခေါ်ထားခဲ့ပြီးသူကတော့အလုပ်ကိုထွက်လာခဲ့တယ်အလောက်ကိုရောက်တော့သူကြီးလေးကိုပြန်မှတ်ရဖို့အတွက်အစ်စ်ဝယ်လာတဲ့မျက်ညံတူးစွာဆေးကိုတောက်လိုက်ပြီးအိပ်ပျော်သွားပါတယ် အဲ့နောက်မှာတော့သူ့မညံထဲမှာသူ့ညီလေးကသူ့မိဘတွေနဲ့အတူရှိနေခဲ့တာမို့မိုက်တယောက်တခုခုလွှဲနေတယ်ဆိုတာစသိလာရတော့တယ်အဲ့ဒီချိန်နောက်မှာသပင်ဝါရောင်နဲ့ကောင်လေးရောက်လာတာမို့မိုက်ကသူ့လူချင်းတာဒီလိုမဟုတ်ပဲသူကညီလေးကိုဖမ်းသွားတဲ့လူကိုရှာချင်တာလို့ပြောတယ်ဒါကိုအဲ့ကောင်လေးကလည်းမိုက်လူချင်းတာကအဲ့ဒါမဟုတ်ပဲညီလေးကိုကယ်တင်ချင်တာလို့ပြောပြီးအခု မိုက်လူချင်းတဲ့အတိုင်းဘာမှမပြောင်းလဲပဲရနိုင်ပြီလေလို့ပြောပါတယ်ဒါကြောင့်အဲ့ဒီတော့မိုက်ရဲ့ကတိအတိုင်းသူတို့လိုချင်တာကိုပေးရမယ်လို့ပြောပြီးသူတို့အဘီကိုလိုချင်တဲ့အကြောင်းပြောတယ် အစမှာတော့မိုက်ကအဲ့သဘောတူညီချက်ကိုလက်ခံလိုက်မိပါတယ်အကြောင်းကတော့သူကအဖီကိုတေချာမဆောင်ရှောက်နိုင်ဘူးဆိုတာအကြောင်းဖြစ်ပြီးနောက်ဆုံးတေချာပြန်စဉ်းစားလိုက်ချိန်မှာတော့သူ့ဘွားအတွက်အဖီကဘလောက်တော့အရေးကြီးတယ်ဆိုတာကိုမှတ်ဉာဏ်တွေကနေတစားစားသိလာခဲ့တော့တယ်အဲ့ဒီချိန်မှာပဲသူ့နားမှာရှိတဲ့ရာအားလုံးပျောက်သွားခဲ့ပြီးသူကိုယ်တိုင်ကလည်းအဖီကိုမပေးနိုင်ဘူးလို့ဩပြောနေခဲ့တယ်။ဒါကြောင့်အိုက်ကလေးတွေကသူ့စီကိုပြေးလာနေပြီးသူတို့ရဲ့လက်သေးတွေနဲ့မိုက်ကိုထိခိုက်အောင်တိုက်ခိုက်ကြတော့တယ် မရဲ့ခန္ဓာကိုယ်နဲ့ခြေထောက်ကသူတို့ရဲ့လက်သေးတွေကြောင့်သူထက်ဆိုင်ရိုးတွေဖြစ်ကုန်ပြီးလဲကျသွားတော့တယ်။ဒါကြောင့်သူလမ်းပြီးနိုးလာချိန်မှာတော့သူကထိုင်ကုန်တစ်ခုပေါ်မှာချုပ်ခံထားရပြီးသူ့ရဲ့မျက်စိရှိတက်တက်မှာလဲလွှားဆိုင်ကြီးတစ်ခုလဲနေပြီးသူ့စီကိုတက်တက်ကြီးတိုးလာနေပါတယ်။ဒါနဲ့သူလဲကြောက်လန့်ပြီးသူ့ကိုချုပ်ထားတဲ့တန်ထိုင်ကုန်ရဲ့ဝက်ဥလဲကိုဆွဲဖြုတ်လို့ထိုင်ကုန်ကခလုတ်ကိုနှိပ်ပြီးကက်တီလေးလွတ်လာခဲ့တော့တယ်။အဲ့ဒီမှာပဲသူ့ဘေးမှာတည်နေကြတဲ့မတ်ဆိုအဖွဲ့ကိုတွေးလိုက်ရတာမို့မိုင်းလဲလန့်သွားပြီးရောင်းနေတဲ့နေရာကနေထွက်ပြေးလာခဲ့တယ်။ ိုင်နော်ရှောင်းလန်းတစ်ခုလုံးမှာမီးတွေကမိတ်တုံမိတ်တုံဖြစ်နေပြီသူ့ရဲ့မျက်နှာချင်းဆိုင်မှာတော့မြေခွေးရုပ်ကိုမြင်လိုက်ရတယ်ဒါနဲ့မိုက်လည်းနီးစက်ရာကထွက်ပေါက်ကိုအသေးစွဲဖွင့်နေကြတော့လေတစ်ဖက်မှာလည်း Ferry ဆိုတဲ့ဝက်ဝင်ရုပ်က Abby ရဲ့အိမ်ထဲထိရောက်နေကြပြီ Abby ကိုစပင်းဝါရောင်ကောင်းလေးကမိုက်လှုပ်လှုပ်တဲ့နေရာကိုသွားဖို့အတွက်လာခေါ်တယ်ဒါနဲ့ Abby လည်းသူတို့နဲ့အတူတက်စီငါးပြီးအိုင်းနေရာကိုလိုက်လာခဲ့တော့တယ်တစ်ဖက်မှာတော့ Mike ကရဲမေနဲ့အတူရှိနေပြီခန္ဓာကိုယ်တစ်ခုလုံးကလည်းပတ်တီးတွေနဲ့ဖြစ်နေကြတယ် ခုနကတည်း तू လုံးလုံးတဲ့နေရာမှာရှိနေခဲ့တာကိုအခုရဲမေနဲ့ရှိနေတာမို့ဒီညကိုဘယ်နေရာလဲလို့မေးတော့ရဲမေကမိုက်ဒန်ရရနေတာကိုတွေ့လို့ရဲကင်းနဲ့ခေါ်လာတာလို့ပြောပြလိုက်တယ်။ဒါကြောင့်မိုက်ကရဲမေကိုအယုတ်တွေကသူ့ကိုတတ်ဖို့လုံချားတယ်ဆိုတဲ့အကြောင်းပြောပြီးအဲ့ဒါအပြင်သူတို့တတ်လို့တည်နေတဲ့လူတွေလည်းရှိတယ်လို့ပြောတယ်။ဒါပေမဲ့ဒါတွေကိုသိနေပြီးသားဖြစ်တဲ့ရဲမေကတော့မတုံ့လောက်သွားတာမို့မိုက်က FBI ရဲ့ရုပ်တွေနဲ့ကစားနေတာကိုသိရတဲ့အတန်းနဲ့ဒီလူတွေဖြစ်လာနိုင်တယ်ဆိုတာကိုမပြောပြလို့စိတ်တူသွားတော့တယ်။ဒါကြောင့်ရဲမေကအထဲမှာဘာတွေဖြစ်ခဲ့တာလဲလို့မေးတာနဲ့ မိုက်ကလည်းသူ့အိမ်မှထဲမှာအိုက်ကလေးတွေကိုသူ့ညီလေးကိုပြန်ခေါ်ပေးမယ်ဆိုလိုချင်တာပေးမယ်လို့ပြောထားပြီးအခုအိုက်ကလေးတွေကအဘီကိုတောင်းနေကြတယ်လို့ပြောပြတယ်ဒါပေမဲ့အဲ့ဒီချိန်မှာပဲအဘီကတော့ Ferrier ဆိုင်အတွင်းထဲကိုရောက်နေပါတော့တယ် တစ်ဖက်မှာတော့ရဲမေကအဲ့ဒီဆိုင်နဲ့ပတ်သက်တဲ့ကလေးတွေပျောက်ဆုံးမှုအကြောင်းကိုပြောပြပြီးရဲတွေကမြေလန်ရှာခဲ့ကြပေမဲ့ဘယ်မှမရှာမတွေ့ခဲ့ပဲအမှုပိတ်သွားခဲ့တယ်။လူသက်သမားကရဲတွေရှာလို့မတွေ့လောက်တဲ့နေရာမှာကလေးတွေကိုထားခဲ့တာဖြစ်ပြီးတကယ်တော့အဲ့ရုပ်တွေထဲမှာကလေးတွေရဲ့ဝိညာဉ်တွေရှိတာမဟုတ်ပဲအဲ့ဒီကလေးတွေရဲ့အလောင်းတွေလည်းရှိတယ်လို့ပြောပြလိုက်တယ်။ ဒီစကားကြားရတော့မိုက်လဲဒါဆိုလူသက်သမားကဘာလုပ်လဲလို့မေးတာနဲ့ရဲမေကမိုက်သူ့ကိုလိုက်ရှာနေတာသိလို့အဲ့လူကမကြခင်ပေါ်လာတော့မှလို့ပြောပြီးအဲ့လူကသူ့အဖေဆိုတာပြောပြလိုက်တော့တယ်ဒါကြောင့်မိုက်လဲအဘီကိုဘယ်လိုကယ်လို့ရနိုင်မလဲလို့မေးလိုက်တယ်ဒါနဲ့ရဲမေကလည်းအယောက်တွေကလျှက်စစ်နဲ့အသက်သွင်းထားတာမို့လျှက်စစ်ကအဓိကပဲလို့ပြောပြီးသူ့မှာရှိတဲ့ရှော့ရိုက်တဲ့ပစ္စည်းတွေကိုမိုက်ကိုပေးတယ်အဲ့နောက်တော့မိုက်တယောက်ပစ္စည်းတွေအကုန်ယူပြီးရဲခင်းထဲကနေထွက်လာခဲ့ပြီးရဲမေပြောထားတဲ့အတိုင်းရှေးဘက်ကနေမဝင်ပဲနောက်မလွယ်ဘက်ကနေခိုးဝင်လာခဲ့တယ် သူအထဲရောက်တော့အပီကိုကိမောက်ခိုင်ထားတဲ့ဘဲရုပ်ကတနည်းအားဖြင့်ခေါ်သွားခဲ့ပြီးဝဝရုံနှစ်ရုပ်သာဆင်ပေါ်မှာကျန်နေခဲ့တော့တယ်။ဒါကြောင့်မိုက်လဲအပီစီသွားချင်ရင်အဲ့ဒီဆင်ရှိကဖျက်ရမှာမို့အရုပ်တွေမတိအောင်ဆင်အောင်နားထိလျှောက်လာပြီးပုံနေလိုက်ပါတယ်။အဲ့နောက်ဘေးမှာရေထည့်ထားတဲ့ပုံကိုတွေ့တာနဲ့သူလဲဆင်ပေါ်ကိုရေဖြန်းချလိုက်ပြီးလျှက်စစ်တန်းတန်းနဲ့အဲ့ဒီရေကိုပြစ်လိုက်ချိန်မှာတော့ဆင်ပေါ်မှာရက်နေတဲ့ရုပ်နှစ်ရုပ်လဲလျှောက်ရိုက်ပြီးလဲကျသွားတော့တယ်။အဲ့ဒီချိန်အပီကတော့ဆက်ပြက်နေတဲ့ရုပ်မလေးစီကိုခေါ်ခံလာရတယ် ဲ့တော့ဘဲရုပ်ကအဖီကိုပွေ့ချီပြီးအဲ့ရုပ်ကိုလည်းထဲ့မယ်လို့အဖီကလည်းအတေးတွေရုံကန်နေခဲ့ပါတယ်။ဒါပေမဲ့လည်းကန်ကောင်းကျင်တော့မရောက်လာပြီးသူ့ရဲ့လျှက်စစ်တနတ်နဲ့ဘဲရုပ်ရဲ့မျက်လုံးကိုလှမ်းပစ်လိုက်တယ်။ဘဲရုပ်လည်းရှော့ရိုက်ပြီးနောက်ပြန်လဲကျသွားချိန်မှာတော့မိုက်ကအဖီကိုခေါ်ပြီးပြေးလာခဲ့ရပါတယ်။ ဒါပေမဲ့လည်းလန်တော့ကမှာတော့ဘဲလက်ပေါ်မှာကင်နေကြကိမ့်မုတ်ကသူ့ရဲ့ခြေထောက်ကိုလှမ်းကြိုက်တာပေါ့။မိုင်လဲလဲကျသွားရကနေအပီကိုတနည်းမှာပုံခိုင်းထားလိုက်တယ်။အဲ့လိုကနေအပီလဲဆင်မြင့်ရှိတဲ့ဘက်ကိုသွားပြီးပုံတယ်လို့မိုက်ကလည်းသူ့ရဲ့လျှက်စစ်ထွက်တဲ့ဒုံနဲ့ကိမ့်မုတ်ကိုရှော့ရိုက်လိုက်တာကိမ့်မုတ်လည်းရှော့ထိပ်ပြီးခဏငြိမ်သွားပါတယ်။အဲ့ဒီချိန်တစ်ဖက်မှာလည်းပုံနေတဲ့အပီကိုမြင်သွားတဲ့မြေခွေကအနောက်ကနေလိုက်နေတာမို့အပီလည်းဘောလုံးတွေအများကြီးရှိတဲ့ကန်ထဲကိုခုံဆင်းသွားခဲ့တယ် တဖက်မှာလဲမိုက်ကအပီနောက်လိုက်လာချင်းရုံအွားကောင်ကတနရာကနေထွက်လာတာမို့မိုက်လဲလန့်ပြီးလျှက်စစ်နဲ့ရှော့ရိုက်ပေမဲ့ရုံအွားကောင်ကတော့မထိရောက်ခဲ့ပါဘူးအဲ့ဒီချိန်ဘောလုံးတွေထဲမှာပုံနေတဲ့အပီကိုလဲမြေခွေးရုပ်ကမြင်သွားတာမို့တိုက်ခိုက်မဲ့အချိန်ရဲမစ်ရောက်လာပြီးရှော့ရိုက်လိုက်တာကြောင့်တခါတည်းလဲကျသွားတော့တယ်အဲ့ဒီနောက်ရုံအွားကောင်ကမိုက်ကိုတိုက်ခိုက်လိုက်တာမိုက်ကတော့ပြန်မထားနိုင်အောင်လဲကျသွားပြီးသူ့ရဲ့ရှော့ရိုက်ခံထားရတဲ့ရုပ်တွေကိုတော့ရုံအွားကောင်ကပြန်ထားဖို့ပြောတယ် အဲ့ချိန်မိုက်ကိုတတ်ဖို့လုံနေတဲ့ယုံဝါကောင်ကိုရဲမင်ကတနက်နဲ့ချိန်လိုက်တာမို့ယုံဝါကောင်လည်းတတ်ဖို့လုံနေတာကိုရက်လိုက်ပြီးခေါင်းချုပ်ကိုချွတ်လို့ရဲမင်ဖြစ်တဲ့သူသမီးနာကိုဖြည်းဖြည်းချင်းကတ်လာခဲ့တယ်။လူသက်သမားလည်းမပြစ်လောက်ဘူးထင်ပြီးရှောက်လာနေတာနဲ့ရဲမင်လည်းကြောက်ကြောက်နဲ့ပြစ်လိုက်တာလက်ကိုထိသွားတယ်။တစ်ဖက်မှာလည်းလဲကျနေတဲ့မိုက်စီကိုအပီကသွားပြီးအတင်းနဲ့လှုံ့နှိုးနေတာမို့မိုက်လည်းသတိပြန်ရလာတာနဲ့အပီကိုနိုင်ရမချိတ်ထားတဲ့ယုံဝါကကြံတဲ့ရုပ်တွေကိုကူညီနေတယ်ဆိုတဲ့ဗကြီးကိုဖြုတ်ပြီးအရုပ်တွေတကယ်ဖြစ်ခဲ့တာဘာလဲဆိုတာသိရဖို့ ပြလာ යි လို့ပြောတယ်။ ဒါကြောင့် Abby လည်းချက်ချင်းဆိုလိုပဲခလေးတွေကိုယုံဝါကောင်တတ်နေတဲ့ပုံကိုဆွဲပြီးနေရာမှာချိန်ထားတဲ့ပုံနေရာမှာသူဆွဲထားတဲ့ပုံကိုစားထုတ်ချိန်လိုက်တယ်။အဲ့ဒီချိန်လူသက်သမားကအချိန်ဆွဲပြီးတားနေတဲ့သမီးဖြစ်သူရဲမေကိုဓာတ်နဲ့ထိုးလိုက်ပြီး Abby ကိုတားဖို့လုပ်ပေမဲ့မမှီတော့ပါဘူး။ဒီတော့မှရုပ်တွေအားလုံးလည်းအဝါကောင်ကသူတို့ကိုတက်ခဲ့တယ်ဆိုတာပြန်မှတ်မိသွားပြီးအဝါကောင်ဝိုင်းပြီးတက်ဖို့လုပ်ကြတော့တယ်။အဲ့နောက်မှာတော့မိုင်းနဲ့အပီကလဲကျနေတဲ့ရဲမေကိုဆွဲခေါ်လို့ဖယ်ရီရဲ့အင်ဂျီတက်ကနေလွတ်မြောက်အောင်ထွက်လာခဲ့တော့တယ်။အဆုံးထိကြီးစုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။